ခင်မွန်းတဲ့အကူထွန်းကဒိန်းသုံးတောင်းတန်ငကက်တရံလက်ဆောင်ပေးကြောင်းကြွားလုံးထုတ်နေတဲ့ပိုးကြဖြူခင်ပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်ပြန်ပန်းမင်းသမီးတွေရောင်လို့တောင်မဝင်နိုင်တဲ့ငကက်ကိုထုတ်ကြွားလာတာကတော့ပိုးကြဖြူခင်မောင်အလုံးသီးကြတဲ့အတိုင်းပဲကန်ဆိုတဲ့အရာကလူတိုင်းမှာပါမလာတတ်ပါဘူးအထူးသဖြင့်အမှုပညာလောကမှာရုပ်ချောဖို့တရုပ်ဆောင်ကောင်းဖို့ထက်ပိုးပြီးရအရေးကြီးတာကအင်ထောင်ကြီးကံမှာပဲ ဒီနေ့မှာတော့မြန်မာနုပညာလောကမှာကဲအကောင်းဆုံးမင်းသမီးတလက်လို့တင်စားခေါ်ဝေါ်ခြင်းခံနေရတယ်။ပိုးကြဖြူကင်ကခင်မွန်းနိုင်စီကရတဲ့တင်းတောင်းကြော်တဲ့ငကဲကိုထုတ်ကြွားလာလို့လူပြောများနေရဖြစ်ပါတယ်။ ပိုးကြဖြူခင်ရဲ့ခင်မွန်တဲ့အကိုထွန်းစွန်လာကမန္တလေးမှာသာမကမြန်မာတနင်္ဂနွေလုံးမှာပါထိတ်တန်းစင်းရင်ဝင်တဲ့တထေးကြီးတူဖြစ်ပါတယ်ရတနာဆိုင်တွင်ရွှေတင်းတွေပိုင်ဆိုင်ထားတဲ့တထေးကြီးပီပီသူ့ရဲ့ဇနီးတဲ့ကိုချစ်တဲ့နီလန်းကလည်းတာမန်လူတွေနဲ့လုံးဝမတူပါဘူးဒီနေ့ပိုးကြဖြူခင်ရဲ့မွေးနေ့မှာပေးလိုက်တဲ့လက်ဆောင်ကတော့ပရိသတ်တွေကိုသာမကနုပညာရှင်ချင်းချင်းမှာပါဇက်အဟောင်းသားဖြစ်သွားစေခဲ့ပါတယ်အဲ့ဒါကတော့ကာလာတန်ဖိုးတိန်ပေါင်း3000ကျော်တန်ကြီးရှိတဲ့နှစ်ဆွဲရတနာတစ်စုံပါပဲဒီနှစ်ဆွဲကဘာလို့တလောက် ထီတန်ဖိုးကြီးနေရတာလေတာမန်ရွှေဆိုင်တွေမှာဝဲလို့ရတဲ့ဒီဇိုင်းမျိုးမဟုတ်လို့ပါပဲကဘာကျော်ဖားခက်မြေကထွက်ရှိတဲ့အီအသွေးမြင့်ဆုံးကြောက်စင်းကိုမှတောက်ပမှုအားကောင်းဆုံးအာဖရိကစိန်တွေနဲ့ပေါင်းဆက်ဖန်တီးထားတာဖြစ်ပါတယ်မြမကြောက်စင်းနဲ့အာဖရိကစိန်ပေါင်းဆက်မှုကတကယ့်ကိုရှားပါပြီးတော့တန်ဖိုးဖြဲလို့မရတဲ့လက်ရာတစ်ခုဖြစ်ခဲ့တာပါအတိုင်းဝိုင်းနေချောင်းမှာပြောစမတ်ပြုနေကြတာကတော့ဒီလိုတန်ဖိုးကြီးပြီးတော့ရှားပါတဲ့ယရနာမျိုးကိုခရိုနီဂရိုကြီးလို့နာမည်ကြီးတဲ့ဝိမုံရွှေရီတောင်လက်ဆောင်မရဘူးသေးဘူးလို့သိရပါတယ်ဒါကို ကြည့်ရင်ဘိုးကြပြုခင်ရဲ့ခင်မွန်းတဲ့ကဇနီးတဲ့ပုံမှာဘလောက်ထိတန်မှုထားပြီးတော့ဘယင်မှာတပားလို့ဆက်ဆံတယ်လဲဆိုတာသိတာထင်ရှားနေပါတယ်။ဒါဟာပထမဆုံးချိန်ပြီးတာတော့မဟုတ်ပါဘူး။မှတ်မိကြအောင်ပါဟိုတနေ့ကလည်းဘိုးကြပြုခင်ရဲ့မွေးနေ့မှာပဲပြင်းဦးလင်မျိုးကတိမ်မောင်းတောင်းချီတန်တဲ့အပန်းချီအင်ဂျီတလုံးကိုလက်ဆောင်အဖြစ်ပေးရခဲ့ပူပါတယ်။နှစ်တိုင်းနှစ်တိုင်းဇနီးတဲ့ရဲ့မွေးနေ့ရောက်တိုင်းမှာမယိုးနိုင်တဲ့တန်ဘူးကြီးလက်ဆောင်တွေနဲ့ surprise style ရှိတဲ့ခင်မွန်းမျိုးကိုပိုင်ဆိုင်ထားတာကဘိုးကြပြုခင်ရဲ့ကုသိုလ်ကံပါပဲ။အစောပိုင်း ိုင်းကာလတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ပြည်သက်တွေကပိုးကြပြုခင်ကိုဝေဖန်ခဲ့ကြဘူးတာအမှန်ပါပဲပိုးကြပြုခင်လိုနိုင်မယ်ကြီးအပြိုစင်မင်းသမီးလေးကဘာဖြစ်လို့ကလေးသုံးယောက်အဖေမဟုတ်ဆိုးဖို့တတိကြီးကိုယူလိုက်ရတာလဲနှမျောစရာကြီးဆိုပြီးတော့ပြောဆိုခဲ့ကြတာပါဒါပေမဲ့လက်တွေ့ဘဝမှာတော့အဲ့ဒီနှမျောစရာဆိုတဲ့စကားလုံးကအားကျစရာဆိုတဲ့စကားလုံးဖြစ်နေပြောင်းလဲသွားခဲ့ပါပြီပီကေထွန်းဟာအသက်အရွယ်ကွာခြားမှုအိမ်ထောင်ရေးနောက်ခံအခြေအနေတွေရှိနေပေမဲ့လက်ရှိချိန်မှာတော့ပိုးကြပြုခင်ကိုဘယ်ရင်မှာတပါလို့ထ ထားရှိပြီးလိုလီတဲ့မရှိအလိုလိုက်ချစ်ခင်နေတာကိုတွေ့မြင်ရပါတယ်။ဘိုးကြပြုခင်ကိုရိုင်းကလည်းခင်မုန်းတဲ့ရဲ့သားသမီးတွေကိုကိုသေးသာအရင်လိုစောင့်ရှောက်ပေးသလိုခင်မုန်းတဲ့ကလည်းအခုလိုမျိုးတန်ဖိုးကြီးလက်ဆောင်တွေနဲ့တုံ့ပြန်တာကလင်ကောင်းမယားမယားကောင်းလင်ဆိုတဲ့စကားပုံနဲ့ကွက်တီပါပဲ။မိမောင်တောင်းချီတန်နဲ့ဖားကန့်ကြောက်စိမ့်နဲ့အာဖရိကစိမ့်နဲ့ဆွဲကိုဝစ်ဆင်ပြီးတော့ပြုံးပြော်နေတဲ့ပိုးချဖြူခင်ရဲ့ပုံရိပ်တွေကတော့ မြန်မာနုပညာလောကမှာကံအကောင်းဆုံးမင်းသမီးစီရင်ဝင်အဖြစ်နဲ့တက်တည်ပြလိုက်သလိုပါပဲကေပရိသတ်ကြီးရဲ့မိမယူရင်မုတ်ဆိုးဖို့ယူတံပိုးထားတတ်တယ်ဆိုတဲ့စကားကဘိုးကြပြုခင်အတွက်တော့မှန်နေပြီဖြစ်ပါတယ်ဝင်းမုံရွှေတောင်မရောက်ဘူးတဲ့လက်ဆောင်မျိုးကိုပိုင်ဆိုင်ခွင့်ရတယ်ဘိုးကြပြုခင်ရဲ့ကံကြမ္မာကိုဘယ်လိုမြင်ကြလဲမတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်